မင်္ဂလာပါအင်မတ်ဖြစ်ပါတယ်။တုံးနေအကြောင်းလေ့လာကြမယ်နော်။တုံးနေကိုအရင်ဗီဒီယိုမှာလည်းပဲအကြံဉာဏ်ပြီးပြီပေါ့နော်။ဒီတစ်ခေါက်မှာတော့ရေးနီးလေးပါထပ်ပြီးရကြည့်ကြမယ်နော်။တုံးကိုကြည့်တဲ့အခါမှာအရင်ဆုံး consonant တွေကို first အရင်ဆုံးရေးမယ်ပြီးတော့မှ second က vowel ရေးမယ်။တုံးနေပါတဲ့နေရာမှာဆိုရင် high falling တုံတွေကိုနောက်ဆုံးမှရေးမယ်ပေါ့နော် high falling တုံတွေကဝိစပေါက်ကိုနောက်ဆုံးမှရေးမယ်ဆိုပြီးတော့အစဉ်တိုင်းသတ်မှတ်ထားတယ်ပေါ့နော်အဲ့တော့ပထမအဆုံးကြည့်ရအောင်လုံးကြီးတင်ဒါလေးကလုံးကြီးတင်နော်လုံးကြီးတင်ပြီးတော့ရင်လုံးကြီးတင်ဆန်ခတ်ပြီးရင်လုံးကြီးတင်ဆန်ခတ်ရဲ့ဘေးမှာဝိစပေါက်ကလေးကိုထည့်မယ်ပေါ့နော်အတန်အတွက်ကတော့စာလုံးနဲ့ဆိုရင် C C C သူက single width ဆိုလို့ရှိရင်လုံးကြီးတင်နေလုံးကြီးတင်ဆန်ခတ်တွေကအပေါ်မှာရေးမယ်တကယ်လို့ဒီလိုညလိုမျိုးပေါ့နော် double width consonant တွေဆိုရင်တော့အနောက်ဘက်က right side ရဲ့ over အပေါ်ဘက်မှာရေးပေးမယ်ပေါ့နော်ညညညလုံးကြီးတင်ဆန်ခတ်ဝေစာပေါက်ကိုတော့ ညီလို့တန်ထွက်ပြပါညီညီညီဝိစာပေါက်လို့ခေါ်တဲ့စလုံးကတော့နောက်ဆုံးမှညီမယ်နော်တန်အဲ dot column နဲ့မမနဲ့ပေါ့နော်ဝိစာပေါက်ဆိုတာ column နဲ့မတူပါဘူးသူ့မှာ special flower symbol ရှိပါတယ်အခုဒီမှာမြင်နေရတဲ့ e e e လို့ရေးတဲ့ဟာကိုအတန်ကတော့တူတူပဲဒါပေမဲ့ရေးနေမတူဘူးပေါ့နော် same song but different character ဆိုပြီးတော့ e e e မှာ special vowel တွေရှိပါတယ် e ကိုဘယ်လိုရေးမလဲကြည့်အောင်အတန်အတွက်တူတူပဲเนาะ e ဒါလေးကိုကာကြီးလိုပုံစံလေးကိုနှစ်ခုရေးလိုက်မယ်အောက်မှာ တချောင်းငင်လိုဟာလေးပါတာကို e လို့အတန်ထွက်ပေးပါ နောက်တစ်ခုလည်းပဲ e လို့အတန်ထွက်ရမယ်เนาะအတူတူပဲ e e e နောက်တစ်ခါ EA special power ကိုကြည့်မယ်နော်ဒါလေးကိုတော့ E လို့အတန်ထွက်ပေးပါ E E ဒါတွေက special power လို့မှတ်ပေးပါ same sound different character Okay နောက်တစ်ခုကြည့်ရအောင်ဒီတစ်ခါမှာတော့မနဲ့တောက်ကိုရေးကြည့်မယ်နော်တဝေထိုးမအောက်ကမြေတဝေထိုးအောက်ကမြေမေတဝေထိုးမမေ တဝေထိုးမဝိစာပေါ့ဆိုလို့ရှိရင်မေးလို့ပြောမယ်နော်သူက initial consonant ကိုရဲ့အရှိမှရေးမယ်ပေါ့နော်ဒီလိုအောက်ကမြင်လေရတော့အောက်မှရေးပြပါတိတ်တေတိတ်တေတေ Okay နောက်တစ်ခုတိတ်တေတေမှာလည်းပဲ special symbol ရှိပါတယ်သူက a a a ရဲ့အလဲစလုံး level 3 a မှာ special power ရှိတယ်ရင်းနှီးကိုကြည့်ရအောင် one stroke ပဲเนาะအတန်အတွက်က a ဒါလဲ a ဒါလဲ a same sound different character special power a ဖြစ်ပါတယ် okay နောက်တစ်လုံးကြည့်ရအောင်ဒီတစ်ခါတော့အဲအဲအဲတဲ့ကနေပြီးတော့နောက်ပြစ်တွေအသက်တွေဘယ်လိုထည့်လဲကြည့်ရအောင် ကာကြီးနောက်ပြစ်အောက်ကမြင်နောက်ပြစ်အောက်ကမြင်အဲ့တော့သူ့မှာလဲ single word ဆိုလို့ရှိရင် directly over မှာရေးမယ် double word ဆိုလို့ရှိရင်တော့ right side မှာရေးပေးမယ်ဒါ double word မလို့ right side မှာကဲကဲကဲပြီးသွားလို့ရှိရင်ရက်ဒါလေးကအသက်ကလေးနဲ့ထည့်မယ်နော်အတက်ကလေးနဲ့ထဲမယ်ရဲရဲရဲ ြီးရင်အဲ့ဒီရက်ရေရဲကိုတကယ်လို့ရပ်ပလက်တနဲ့ရေးမယ်ဆိုလို့ရှိရင်နောက်ပြီးအောက်ကမြင်နဲ့ရပ်ပလက်တအောက်ကမြင်ဟာ spelling မတူဘောเนาะအဲ့တော့ different spelling ဒါဆိုရင်အဓိပ္ပာယ်ကလည်းပဲ different meaning ပေါ့ဒါပေမဲ့အတန်အတွက်ကတော့ same sound same pronunciation ပေါ့เนาะရက်ဒါလည်းရက်ဒါလည်းရက်လို့တန်ထွက်မယ်ကဲကဲကဲရက်ရေရေရက် ဒါလေးကတော့ရဲ့လို့တန်ထွက်မယ်။ကဲနောက်တစ်လုံးကြည့်အောင်ဒီတစ်ခါတော့ရေးချဟုတ်ကဲ့ရေးချကြည့်ပါဦးကာကြီးကကာကြီးရေးချကာကာကြီးရေးချဝေးစားနှလုံးပေါက်ကားဆိုပြီးကျမတို့တော့ကတင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုဒီမှာကတော့ကကကခခခ ဆိုပြီးတော့ရေးမယ်ရေးချာကတော့ after the initial consonants ပေါ့နော်ပြီးရင်သူ့ one stop နဲ့ရေးမယ်ပေါ့သူ့မှာက mouth ချဆိုတော့ alternate form ရှိပါတယ်ဒီ mouth ချကိုသုံးဖို့ကတော့ခကငဒဒပဝဆိုတဲ့စလုံးလေးပဲပေါ့နော်အဲ့ဒီမှာပဲကျမတို့သုံးမယ်ဘာဖြစ်လို့လဲဆိုရင်သူကမှားတတ်လို့ပါနော်အဲ့တော့ကကကခခခတာယာ ဒီမှာဆိုရင်ကျမတို့ကရေးချောက်သုံးပြီးတော့ဒီမှာဆိုရင်တော့ရေးချောက်ပဲသုံးထားပါတယ်တာယာအဲ့တော့ရေးချနဲ့မောက်ချပြဿနာကို previous video တွေမှာလည်းပဲ we have learned သင်သားပြီးပြီပေါ့နော်ဒါပေမဲ့ဒီမှာတစ်ခါတည်းကြည့်သွားမယ်ဆိုရင်ဒီခုနပြောထားတဲ့ seven letter ခဂငဒဒဘဝဆိုတဲ့ဟာတွေကိုကြည့်အောင်နော် သူတို့ကိုတကယ်လို့ရေးချထဲကြည့်မယ်ဆိုရင်စလုံးနေရာဒီလိုပုံစံဖြစ်သွားမှာပေါ့နော်ကျမတို့မှာက we have this consonant letter စလိန်ကာကြီးအတဟဒါရိုခာကာကာလို့ဆိုရင်မှားနိုင်တယ်ပေါ့နော်ဒါကြောင့်ကျမတို့ကသူတို့မှာဆိုလို့ရှိရင်เนาะမောက်ချောက်သုံးပေးပါနော် so these seven letter right with မောက်ချောက်ရေးချပေါ့နော် long form လေးနဲ့သုံးပေးပါလုံးဝ short form မသုံးရပါဘူး long form နဲ့တုံးပေးပါကဲနည်းနည်းရှည်နေလို့ဒီမှာတစ်ဖြတ်နားလိုက်မယ်เนาะကြံတဲ့ vowel တွေရေးတာတော့နောက်ဗီဒီယိုမှာပဲကြည့်ကြရအောင်ကျေးဇူးတင်ပါတယ်